ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာမင်းခိုင်စိုးစံရဲ့စာအုပ်ဖြစ်တဲ့တော့ဆောင်နတ်သမီးနဲ့မင်းစာဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကလေးဘဝ56နှစ်သားလောက်တုန်းကပထမဦးဆုံးအကျင့်အဖြစ်မိခလုတ်တစ်ခုကိုလက်တည်းစမ်းပြီးနှိပ်လိုက်တာအခန်းထဲမှာမီးလင်းသွားတာကိုလည်းမြင်ရောဝမ်းသာလိုက်တာလေအခုနေပြန်တွေ့ကြည့်ရင်ကိုကိုကိုလောကကြီးတစ်ခုလုံးကို အလင်းရောင်ပေးနိုင်တော့မလိုလိုတော့အောင်မီခဲ့တလားမသိပါဘူးတကယ်တော့အခုချိန်မှာ ကျွန်တော်ဟာပန်းပင်မှာငုံနေတဲ့အဖူးကလေးတစ်ဖူးကိုတော့ပွင့်လာအောင်မတတ်နိုင်သေးခဲ့ပါဘူးအောက်ထုပ်အင်ကြီးချိတ်စရာနိုင်ရန်ကတစ်သားပွလုံးတိုင်လိုမျိုးကျွန်တော်ဥကောင်းဟာလေအောက်ထုပ်စုဖို့တဘာဝအလျောက်ဖြစ်ပေါ်နေတဲ့အယူငုတ်တို့အစင်ကမတက်သေးပါဘူးတခါတခါတွေးကြည့်ရတာဝမ်းနေစရာကောင်းမှရဲ့ ဒါပေမဲ့တခါတခါကြတော့လေအဲ့ဒီဝန်내မှုတွေကိုပဲတချင်းလှုပ်ဆိုပြီးမတိမတာကြည်နဲ့ပျော်ရွှင်နေမိပြန်ရောဝန်내မိတာကလူအသည့်ဟာစင်ကျင်မှုရဲ့အကန့်အသတ်နေရင်းမှာပိတ်မိနေပြီးချေရခြင်းထက်မျက်စိလည်နေမိတဲ့အဖြစ်ကိုပါယခုချိန်ထိကိုကုကုဘာကောင်မှန်းမသိသေးဘူးဆိုတာကလွယ်လို့ကျွန်တော်ဘာမှမသိသေးပါဘူးကြည်နဲ့ပျော်ရွှင်နေမိတာကတော့ လူဘဝရဲ့မဆုံးနိုင်တဲ့အသည့်အင်ပါယာချက်ထွင်မှုကိုလွတ်လွတ်လပ်လပ်စွန့်စားတည်ဆောက်ခွင့်ပေးထားတာကြောင့်ပါပဲလူသားမန်ဆင်ခြင်သည့်နေတော့အရာရာကိုဟင်းလင်းပွင့်တော့မဖြေရှင်းနိုင်ပါဘူး။ဒါပေမဲ့အသည့်ဉဏ်ဆိုတာအသည့်အခြားလူအပ်တယ်လေခေါင်းအုံကြီးတွေနဲ့တူတဲ့ဒသနာကျန်းစာအုပ်အထူးကြီးတွေအဲ့ဒါကြီးတွေကတိတ်ပြင်းဖို့ကောင်းတာပဲ။များသောအားဖြင့်တော့ အဲ့ဒီပိတ်မိနေတဲ့အကန့်အသတ်ကို ဖွင့်ဖို့ပေးထားတဲ့တော့တန်းတွေဖြစ်ပါတယ်။ကူချဖို့နဲ့လူရှိသူရှိမှရွတ်ပြဖို့မဟုတ်ပါဘူး။ဒါပေမဲ့ခက်နေတာက လူတဦးတယောက်ချင်းစီအတွက်တကားဟာ ကိုယ်တော်တန်းနဲ့ကိုယ်ပဲပွင့်နိုင်မှာဖြစ်ပါတယ်။သူများတော့ငှပြီးဖွင့်လို့ရတာမဟုတ်ပါဘူး။အဲ့ဒီခေါင်းအုံကြီးတွေတဲကတော့တန်းလုံနီးတော့တင်းယူလို့ရတာပေါ့။ကျွန်တော်ကတော့ဂျိန်ပန်များစွာပဲ ကျွန်တော်ငယ်ငယ်ကဖွင့်ပူးတဲ့မိခလိုကြောင့်ပြန်ပြန်တရိယာနေဖြစ်တယ်။ဒါနဲ့အတူပဲအကျူတရားတစ်ခုအတွေ့အကြောင်းတရားတစ်ခုရှိရမယ်ဆိုပြီးရှားဖွေနေမိရဲ့ကုကုကုလေးတနာနေမိပြန်တော့ရဲ့မိလင်းချင်းဆိုတဲ့အကျူတရားတစ်ခုတည်းအတွေ့မိခလုတ်ဖွင့်ချင်းဆိုတဲ့အကြောင်းတရားတစ်ခုလိုအောင်မိခဲ့မိတာကဘယ်မှာဟုတ်လို့လဲတကယ်ကအကြောင်းတရားတွေအများကြီးကြောင့် အကျူတရားတွေအများကြီးဖြစ်ရတာမဟုတ်လားကျွန်တော်တို့ကထင်ရှားတဲ့အကြောင်းနဲ့အကျူလောက်ကသာကွက်ကွက်ကလေးရွေးမြင်ပြီး စင်ကျင်မှုတွေနဲ့ကြက်စားနေကြတာလေရေဘူးရကောက်ချက်တွေ ချနေကြတာလေအဲ့ဒါပါပဲဒေါကလောက်ကတော့တန်နဲ့ထိုးလဲဖွင့်မယ်ကြမ်းလိုက်တိုင်းအမှုပညာနတ်သမီးဟာကျွန်တော်စီရောက်ရောက်လာတတ်ပါတယ်တခါတခါစိတ်အချင်းပေါက်နေတဲ့အခမျိုးဆိုရင်တော့တယောရက်တဲ့မှင်စာလေးတစ်ကောင်မှာ အဖို့ခေါ်လာသေးရဲ့ဒီလိုနဲ့တော့ရမှာတွေ့ညီရတဲ့နတ်သမီးအကြောင်းကျွန်တော်မှပြောပြချင်တာတွေရှိလာပြန်ရောတခုတော့ခွင့်လွတ်ပါလူတယောက်နဲ့တယောက်ရဲ့လောကကြီးကိုဖွင့်နေတော့ချင်းမတူနိုင်ဘူးဆိုတာရှေ့ကပြောပြပြီးသားပဲအဲ့ဒီတော့ကိုစောင့်တဲ့နတ်သမီးလေးရဲ့အယောင်အစင်အသွင်တဲ့ဟာလေ꽌ပြနေမှာပေါ့ဒီတော့ကျွန်တော်ပြောပြမယ့်နတ်သမီးလေးဟာ ကျန်တဲ့သူတွေရဲ့စိတ်ကူးတွေကပုံတရံနဲ့ဒူချင်မှဒူမှပါကျွန်တော်ကိုယ်တိုင်ကလည်းအဲ့ဒီထင်ရှားတဲ့အကြောင်းနဲ့အကျိုးလောက်ကိုသာကွက်ကွက်ကလေးမြင်နိုင်သူပါအလုံးအတွက်အမှုပညာဟာဓမျိုးတစားတဲ့ဖြစ်ရမယ်လို့ဘဲတက်မှတ်လို့ရမှာလဲကွယ်လွယ်မှာပေါ့အဲ့ဒီကွယ်လွယ်မှုကိုကြည်ကြည်နက်နက်လက်ခံတာကဗဟုဝါဒပါပဲကျွန်တော်ပြောရတာကတကယ်လို့ဖန်ဆင်းရှင်ဆိုတဲ့သူသား ကံမကောင်းအကြောင်းမလှစွာတကယ်ရှိတယ်ဆိုရင်အဲ့ဒီဖန်ဆင်းရှင်ဟာလောကကြီးတစ်ခုလုံးကိုတကြိမ်နဲ့အပိသက်ဖန်ဆင်းနိုင်လိမ့်မယ်မဟုတ်တာသိကြပါလေ။ကွဲပြားနေတဲ့အရာရာတိုင်းအတွက်အချင်းချင်းဖန်ဖန်ကွဲပြားစွာဖန်ဆင်းရပြီလိမ့်မယ်။သိကြပါလေ။မယုံရင်ဖန်ဆင်းရှင်နဲ့တင်တွေ့တဲ့အခါမေးကြည့်လိုက်ပါ။ Modern ဝိထုဆိုဒီမှာဟိုးရင်တုန်းကတော့ဝိထုတပုတ်ရေးပြီဆိုရင် အဖြစ်အပျက်တစ်ခုရဲ့အစဉ်အဆက်တွေရဲ့အဲ့ဒီလိုဖြစ်ပျက်စေတဲ့အကျိုးအကြောင်းတွေရဲ့ကိုအစဉ်အဆက်ယူတည်ပြီးရေးဖွဲ့ကြတာပါပဲဥပမာအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်တို့ချစ်ကြတဲ့အကြောင်းဆိုရင်သူတို့ဘယ်လိုတွေ့ဆုံကြတယ်နောက်တန်ရုံးစဉ်တွေ့စရာဘယ်လိုအကြောင်းတွေ ဖြစ်ပေါ်လာတယ်နောက်ကွဲသွားတယ်ဆိုရင်လေဘယ်လိုအကြောင်းတွေကြောင့်ဘယ်လိုလူကအနှောက်ယှက်ပေးလို့စသည်ဖြင့်ပေါ့အကြောင်းအကျိုးကအချိတ်ဆက်မိမိ အစည်းအဝေးတကြရေးဖွဲခဲ့ကြတယ်။တင်ပြခြင်းနဲ့ပင်မအကြောင်းအရာကနေတခြားကိုချောင်မထွက်တော့ဂယုတစိုက်နဲ့ထိမ့်သိမ့်ကြတယ်။အဲ့ဒီလိုအကြောင်းကျိုးချိတ်ဆက်အစည်းအဝေးတွေနဲ့ဝိထုကိုတိဆောက်နေရမှလဲ။တိဇက်ပြူပိုင်းနှိဇက်တဲ့ပိုင်းသုံးဇက်အထုထိလေးဇက်စင်ပိုင်းနဲ့ငါဇက်သိမ့်ဆိုပြီးအကွက်ကြကြတိဆောက်တာပါ။အဲ့ဒီလိုတိဆောက်မှလဲ ဝဲထုကောက်တစ်ပုဒ်ဖြစ်တယ်လို့စောစောကပြောခဲ့တဲ့ကြောင်ကျူချိတ်ဆက်အစီအစဉ်မှုတွေဇက်တဲ့ဇက်ထွက်ဇက်စင်အကွက်ဖော်မှုတွေက မရှိမဖြစ်လိုအပ်တဲ့အရေးသွေးတွေအနေနဲ့လွှမ်းမိုးနေပါတော့တယ်အဲ့ဒီအထက်မှာဝဲထုအစာပိုင်းနံရံမှာတနတ်တလဲချိတ်ထားတာကိုပြထားရင်အဲ့ဒီတနတ်ကိုမပြဖက်နဲ့ဇက်မသိမ်းရဘူးပြစ်ကိုပြရမယ်ဆိုတော့ချက်ကော့စံတွေလဲအသေးစိတ်ပြောရရင်ပါလာတာပေါ့ အဲ့ဒီလိုတမတ်ရိုးကြနီးနေပဲဝိထုတွေကိုဖန်တီးနေရကနေအမှုပညာရှင် စာရေးဆရာရဲ့ဆန္ဒအလျောက်ပဲဖြစ်ဖြစ်ခေအချီနေဘတ်ဝင်းကျင်ကရိုက်ခတ်တဲ့အာယုံခံစားမှုကြောင့်ပဲဖြစ်ဖြစ်အဲ့ဒီနှစ်ခုစလုံးကြောင့်ပဲဖြစ်ဖြစ်အရင်ကရှိပြီးသားဆန်တွေနီးစနစ်တွေလွမ်းမိုးမှုတွေဟာ ပြောင်းလဲသွားပါတော့တယ်အဲ့ဒီအချိန်မှာရေးလာတဲ့ဝိထုတွေမှာအထက်ကပြောခဲ့တဲ့အကြောင်းကျိုးချိတ်ဆက်အစီအစဉ်ကြမှုတွေ ဇက်တဲ့ဇက်ထွဲဇက်စင်းအကွက်ဖုံးမှုစရာရီဟာပဒါနမကြတဲ့နေရာကိုရောက်သွားပါရောဒါရီပါမဝိထုတပုတ်ရဲ့လူတတ်မှတ်နိုင်မှဆိုတဲ့အစွဲကိုပယ်ဖြဲလိုက်ကြပါရဲအဲ့ဒီလိုအရင်တုန်းကပဒါနကြခဲ့တဲ့အချက်လက်တွေဟာအရေးမပါတဲ့နောက်တန်းကိုပြောင်းရွှေ့ရောက်ရှိသွားတာကိုလွှမ်းမိုးမှုရွေလျားခြင်းလို့ခေါ်ပါရဲအဲ့ဒီလိုလွှမ်းမိုးမှုရွေလျားခြင်းလက္ခဏာနဲ့ရေးတဲ့ဝိထုဟာ မော်ဒန်ဝိထုပါပဲ အဲဒါကြောင့်အတူချုပ်ပြောရရင်မော်ဒန်ဝိထုဆိုတာအရင်နှုန်းကအလေးထားခဲ့တဲ့ဝိထုတပုတ်ရဲ့လိုအပ်ချက်လို့သတ်မှတ်ထားတဲ့စံတွေကိုအလေးမထားတော့ပဲ ရေးတဲ့ဝိထုကိုခေါ်တာပါမော်ဒန်ဝိထုဆိုဒီမှာနှင်းဒါဖြင့်မော်ဒန်ဝိထုတွေမှာကြတော့ဘာကလွမ်းမူလာတယ်လဲလို့မေးစရာရှိလာပါတယ်ရိုးရိုးကလေးဖြေရမယ်ဆိုရင်တော့မော်ဒန်ဝိထုတွေမှာ စိတ်ရဲ့အခန်းကဏ္ဍဟာအများကြီးလွမ်းမိုးလာပါလေ။အဲ့ဒီစိတ်ကိုဖန်ယူဆုပ်ကင်ပြီးအမှုပညာဖန်တီးကြတဲ့နေရာမှာတော့သဘောတွေအမျိုးမျိုးဖြစ်ထွန်းလာကြတော့တာပေါ့။တချို့ကလည်းမသိစိတ်ကဖော်ကျူးတဲ့အိမ်မက်ဆန်နဲ့အသွင်တရံတွေကိုအလေးပေးပြီးဘဂတိလွန်ဝါဒသမားတွေဖြစ်လာတယ်။တချို့ကလည်းစိတ်ရဲ့အာယုံကြရာ ရောက်ရာ ထူးခြားပြီးတတ်တတ်မတ်မတ်သဘောကိုဆောင်နေပုံတရံတွေကသာ အနုပညာကိုဖော်ပြတဲ့တကားပေါက်တွေဖြစ်တယ်ဆိုပြီးသင်္ကေတဝါရီတွေဖြစ်လာတဲ့ဘာသာစကားဖွဲ့စည်းတည်ဆောက်မှုတွေမှာခိုးအောင်နေတဲ့စိတ်ကိုလိုက်ရှာရင်းနဲ့ဖွဲ့စည်းမှုဝါရကိုကင်ဆွဲမိကြတယ်စသည်ဖြင့်ပေါ့တခုချင်းစီကိုအကျဲတဝင့်ပြောနေရရင်စုံတော့မှာမဟုတ်ပါဒီနေရာမှာကျွန်တော်ပြောချင်တာက မော်ဒန်ဆိုတာတိတ်ရှုပ်ရှုပ်ထွေးထွေးတပုတ်ဦးလိုက်နေတာမျိုးမဟုတ်ဘူးလွယ်လွယ်ယူယူကလေးပါပဲ ။ဒါပေမဲ့တချို့လူတွေပြောနေတယ်လို့ရေးချင်တာရေးမော်ဒန်ဖြစ်တယ်လို့ပြောရအောင်လေပေါ်တီပေါ်ပြဲလွေတာမျိုးလည်းမဟုတ်ဘူး။အဲ့ဒီတော့အယူရှင်ဆုံးအတူချုပ်ပြောနိုင်တာကတော့မော်ဒန်ဝိထုဆိုတာစိတ်ကိုရေးတာစိတ်ကိုဖော်ပြတာပဲဖြစ်ပါလေ။ဘယ်လိုအခါမျိုးမှာလင်းလက်တောက်ပတဲ့မော်ဒန်ဝိထုတပုတ်ဖြစ်လာတယ်လေဆိုတော့သမယူချသွားနေတဲ့ပုံသေးနည်းအတိုင်းခံစားနေရတဲ့စိတ်ဟာအတွေးဟာ ခွဲထွက်ဖောက်ထွက်သွားတဲ့အခါလင်းလက်တောက်ပသွားပါတယ်။ဥပမာလွယ်လွယ်ပေးရရင်ကဘာကြီးဟာအပြာကြီးဖြစ်ခဲ့ရင်ကောင်းမှာပဲ။ကိုယ်အမြင်ကတ်တဲ့သူတွေကိုကဘာကြီးရဲ့အဆုံးကိုခေါ်သွားပြီးတွန့်ချလိုက်တာပေါ့ဆိုတဲ့အတွေ့အမျိုးကိုပြောချင်တာပါ။မော်ဒန်ဝိထုတွေမှာအဲ့ဒီလိုလင်းလက်တဲ့စိတ်ကလေးတွေဟာဗဒနာလွမ်းမှုတဲ့အရာတွေ ဖြစ်လာပါတယ်။ယွယွလေးပါမခက်ပါဘူး။ body ပေါ်ပြည့်လည်းမဟုတ်ပါဘူး။ နောက်တစ်ချက်ပြောဖို့ရှိတာကအဲ့ဒီလိုတမက်ယူကြအမြင်အတွေးတွေကနှွေခွဲထွက်ဖောက်ထွက်လိုက်တဲ့အခါ မော်ဒန်အမှုပညာရှင်တွေရဲ့စိတ်ထဲမှာတပါးတည်းကပ်ပါသွားတတ်တဲ့အချူဖြတ်မှုအမြင်ပဲဖြစ်ပါလေ။ဒါဟာရေးပါတဲ့အချက်တစ်ချက်ဖြစ်ပေမဲ့လို့ဒီနေရာမှာတော့အကျဉ်းတဝင့်ပြောဖို့မရည်ရွယ်ထားပါဘူး။မော်ဒန်ဝိတ္ထုဆိုဒီမှာတော့အဲ့ဒီလိုလင်းလက်မှုတွေနဲ့တကွစိတ်ကိုဖော်ပြတဲ့ စိတ်ရဲ့အတွင်းပိုင်းကိုနှိုက်ထုတ်တဲ့မော်ဒန်ဝိထုတွေ ဖြစ်ပေါ်လာရမှာရိုက်ခတ်ပါဝင်လာတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။အဲ့ဒီထေကမှ ထင်ရှားတဲ့အချက်တွေကတော့၁မြို့ပြစနစ်ဒါကတော့မြို့ပြထွန်ကားမှုနဲ့အတူရုပ်ပစ္စည်းချမ်းသာကြွယ်ဝမှုကိုအလေးပေးလာတာမြို့ပြလူနေမှုစနစ်ရဲ့မြစ်တာအကျဉ်းနာကိုကျင်းစာတရား စရည်စိတ်ခေါင်းပါမှုကိုစန့်ကျင်တဲ့အတွေးမြင်တွေပါဝင်လာတာနှစ်ဤပညာထွန်းကားမှုဒါကလည်းမျိုးပြစနစ်နဲ့အတူထွန်းကားလာတဲ့ကိစ္စပါပဲမော်ဒန်ဉာဏ်ပညာရှင်တွေဟာ လူသားကိုချစ်တယ်လူစွမ်းရည် လူလှုပ်ဆောင်ဖန်တီးမှုတွေကိုအလေးထားတယ်တဘာဝကိုမျက်နှူးတယ်ဒါပေမဲ့စရုပ်စံတဲ့ဤပညာပိုင်းတွေကကြီးရှည်တန်းရောက်နေပြီလူရဲ့အရေးပါမှုနဲ့အခန်းကဏ္ဍ ရော့နေကြစဉ်တော့မှကိုမလူလာကြပါဘူး။နှစ်ဘက်တော့လူသားတံပိုးရော့ကြမှုဒီအချက်တွေဟာအရေးကြီးပါတယ်။အထက်ကပြောခဲ့ပြီးတဲ့အချက်နှစ်ချက်အထဲမှာလည်းအကျုံးဝင်ပါတယ်။ရုပ်ဝိထုပစ္စည်းတွေလွှမ်းမိုလာတဲ့ခေတ်ဤပညာနဲ့ကိုဂျိုစီဘွားကို ရှည်တန်းတင်လာတဲ့အချိန်မှာလူသားရဲ့နေရာဟာပျောက်ဆုံးလာပါပြီ။မော်ဒန်ဝိထုတွေကဒါကိုဖော်ပြတယ်။လေ ကိုတွေ့ပဒနာဝါဒရောကြသွားတဲ့လူသားရဲ့နေရာကိုပြန်လည်တည်ဆောက်ဖို့လူသားရဲ့တန်ဖိုးကို မြင့်တင်ဖို့အမှုပညာရှင်တွေကကြိုးစားကြတာပါအသေးအသေးတွေစမ်းသစ်ဖန်တီးကြည့်ကြမယ်ဒီလိုဖြစ်ရတာ ရှေ့ကထားခဲ့တတ်မှတ်ခဲ့တဲ့စံနှုန်းစံထားတွေရဲ့အတိမ်အနက်ဟာအခုလက်ရှိနဲ့အမဝင်တော့တာကြောင့်လည်းဖြစ်ပါတယ်ဥပမာပေးရရင် မယားကိုကျွန်လို့သဘောထားတဲ့ရှေးဟောင်းအိန္ဒိယနယ်နီတီတွေနဲ့ဒီနေ့ခေတ်သဘောထားတွေနဲ့မကင်ညီတော့တယ်လို့ပါပဲအရင်ကလိုမယားကောင်းဆိုတာခင်မွန်းနှောင်းမှာအိယာဝင်ပြီးခင်မွန်းအရင်အိယာထားရမယ်ဆိုတဲ့အချက်မျိုးဟာအခုလိုအိမ်အောင်စည်းဝါးရေးကိုနှစ်ဦးပြန်ရုန်းကန်ရတဲ့ကာလမှာအတိတ်ပဲမရှိတော့ဘူးမဟုတ်လားအဲ့ဒီလိုလူသားရဲ့အခန်းကဏ္ဍကို မြင့်တင်ဖို့အစွမ်းတွေထုတ်ပြ အသည့်တွေစွန်စားဖန်တီးပြရင်ကနေမလိုသူတွေရဲ့မျက်စီထဲမှာချက်ထောက်ပန်းပန်ပြတယ်။ကင်းမီကောက်ထောင်လမ်းလျှောက်ပြတယ်လို့ထင်စရာ ဖြစ်လာတာတွေလည်းရှိတာပေါ့လေ။အဲ့ဒီလိုလှုပ်ပြတဲ့အထင်မှာ ကောင်းတာလဲပါမယ်။မကောင်းတာလဲပါခြင်းပါမှာပဲ။ယွယွလေးပါပဲ။ရှေးကသူများလှုပ်ခဲ့တယ်လို့မလှုပ်ချင်လို့ကိုယ့်ဘာသာကိုယ်တမျိုးပြောင်းလှုပ်ကြည့်တယ်။ဒါပါပဲ။ပါရမီရှိတဲ့လောက်ပဲကောင်းမှာပေါ့။ စားရေးစရာရှိရှိသမျှအကုန်လုံးကတော့ဥပုံညတွေကြီးဘယ်ဖြစ်နိုင်ပါမလဲနံပါတ်5မူလအခြေခံဝါဒလောကကြီးကိုဖျက်ဆီးပြစ်မဲ့တချို့ဒုတက်မှုတွေဟာခင့်မိခြင်းဆိုတဲ့ဤပညာတွေဒဇာစင်ရင်မှုတွေနဲ့ဖုံးကွယ်ရုပ်ဖြက်လာတာကို တွေ့ရတဲ့အခါအမှုပညာရှင်တွေဟာအဲ့ဓာတွေကိုခွာခြားပြစ်ခြင်းကြတယ်မူလစိတ်အရင်းမြစ်ကထွက်ပေါ်လာတဲ့ ယူသားတဲ့ခံစားချက်ကိုပဲလိုချင်ကြတော့တယ်။အဲ့ဓာရီကိုအရင်အတိုင်းပဂတိအတိုင်းဖော်ပြတဲ့အခါလက်ရာရီဟာကြောက်ခေကဂုဏယံမှာရေးထားတဲ့ဗကြီးလက်ရာရီနဲ့ခက်စင်စင်ဖြစ်လာတာမျိုးကိုလည်းတွေ့ရတယ်။ဘုံမြင်ဆန်နဲ့အဟန်နေစီပြန်သွားတာလည်းတွေ့ရတယ်။ဖရန်ဆိုရဲ့ primate အစာအုပ်စာမျက်နှာ300တက်မှာတော့တချင်းနဲ့ပုံမြင်ဟာစပီးရဲ့မူလအခြေခံဖြစ်တယ်လို့ဆိုပါတယ် အဲ့ဒီစာအုပ်ထဲမှာပဲသင်္ကေတဝါဒဟာဖေရူဘီယန်တွေရဲ့မူလပစ္စည်းနဲ့ဒိုင်းတွေအပေါ်မှာခြေတထားတာတွေအဝိအထေရက်လုတ်အကွက်ဖော်ရမှာတွေမှာစတင်အခြေခံခဲ့တယ်လို့ဆိုပါတယ်မော်ဒန်ဝိထုဆိုဒီမှာလေးဒါကြောင့်မော်ဒန်ဝိထုအများစုကိုခြုံငုံကြည့်လိုက်ရင်ဘာတွေ့ရတယ်လဲဆိုတော့၁ရေးသားဆိုင်ရာမတိကြမှု အတိတ်ပဲပုံသေးမပေးမှု၂ လူအသည့်မြင်စင်ချင်းတုံတရားနှင့်အရာရာကိုယတိပြတ်ဆုံးဖြတ်ချက်ချမှတ်လို့မှန်တိုင်းမမလားအလုံးစုံသိမြင်နိုင်လို့လားဆိုတဲ့သိမှုဆိုင်ရာတန်တရားဒေါဘဇက်ကထုတ်ပြောလို့မတတ်သားတဲ့အသည့်လွန်တောင်းဆိုမှုနဲ့လေစာဖတ်သူရဲ့စိတ်အနေအထားသူနေရာယူမှုကို လေးစားတဲ့သဘောဆိုတဲ့အချက်၄ချက်တို့တွေ့ရပါတယ်အဲ့ဒါတွေကိုပဲမော်ဒန်ဝိထုရဲ့လက္ခဏာများလို့ဆိုနိုင်ပါတယ် postmodern ဝိထုဆိုသည်မှာ postmodern ဝိထုဆိုတာဘာလဲဆိုတဲ့မေးခွန်းကိုအလွယ်အကူဆုံးနဲ့အပေါ်ယံအချဆုံးဖြေရမယ်ဆိုရင်တယုံမှန်ဝါဒရဲ့သဘော modern ဝါဒရဲ့သဘောပြင်ဆက်လက်တယုံမှန်ဝါဒရဲ့သဘောစတဲ့စတဲ့သဘောတွေကိုလွှမ်းခြုံရောနှောထားတဲ့ဝိထုအမျိုးအစားလိုပဲပြောရပါလိမ့်မယ် postmodern ဝိထုဆိုသည်မှာနှိနောက်ထပ်တစ်ဆင့်တက်ကြည့်ရမယ်ဆိုရင် ဘာဖြစ်လို့အဲ့ဒီလိုအမြင်တွေသဘောတွေရောနှောနေရတလဲလို့မေးရမှာဖြစ်ပါတယ်။ဒီနေရာမှာ postmodern ဝိထုတွေရဲ့မိမိစိတ်ကိုအပြင်းမှခွာ၍ကြည်ချင်းဆိုတဲ့အမြင်အကြောင်းကိုထည့်ပြောရပါတော့မယ်။ modern ဝိထုတွေမှာကိုယ်စိတ်ရဲ့အတွင်ပိုင်းနဲ့နဲ့နဲ့ရှိုင်းရှိုင်းတိုးဝင်နေစိတ်ကိုဖမ်းယူတင်ပြတယ်ဆိုတာရှေ့မှာပြောခဲ့ပြီးပါပြီ postmodern မှာတော့ကိုယ်စိတ်တည်းကိုကြီးပဲပြန်လှည့်ရှုဝင်မသွားတော့ပဲ ကိုစိတ်ကိုတခြားသူတယောက်ကမြင်ရတယ်လို့မျိုးပြန်ခွာပြီးကြည်တာပါအဲ့ဒီတော့အခင်းချင်းတစ်ခုမှာတလူတယောက်ရဲ့နေသူ့ဘဝင်းကျင်ရဲ့ဆိုပြီးနှစ်ပိုင်းအမြဲတမ်းရှိပါတယ်သူ့ဘဝင်းကျင်ဆိုတဲ့နေရာမှာအဲ့ဒီလူနဲ့ဆက်ဆံဇကားပြောပြုမူနေတဲ့တခြားသောသူတို့မဟုတ်တတ္တဝါသူမဟုတ်အရာဝိတ္ထုအလုံးပါတာပေါ့လေဒါကိုဖော်ပြတော့မယ်ဆိုရင်တဲ့ လူဟာအရေးပါတဲ့ဥဆောင်သူနေရာကို ယူထားပါတယ်။နေ့ပတ်ဝန်းကျင်ဟာ အပြုခံနေရာကို ယူထားပါတယ်။ဥပမာ ကျွန်တော်ဟာလက်ဖက်ရည်ဆိုင်မှာမောင်လှနဲ့စကားပြောနေတယ်ဆိုရင် ကျွန်တော်ဟာဆက်ချက်နေရာကို ယူထားပြီး မောင်လှနဲ့လက်ဖက်ရည်ဆိုင်ဝန်းကျင်တစ်ရပ်လုံးဟာ object ဖြစ်နေပါတယ်။အဲဒီလိုဖြစ်တဲ့နေရာမှာကျွန်တော်ရဲ့စိတ်ခံစားမှုကျွန်တော်ရဲ့လက်ဖက်ရည်ဆိုင်အခင်းကျင်းကိုမြင်တဲ့အမြင် ကျွန်တော်ကမောင်လာအပေါ်မြင်းနဲ့အမြင်တွေကိုကြီးတင်ပြတော်မယ်ဆိုရင်တောက်လျှောက်ကျွန်တော်ကကြီးစက်ကြဖြစ်နေပါမယ်။ကျွန်တော်ရဲ့စိတ်ခံစားချက်တွေကကြီးပဲဥဆောင်လွှမ်းမိုးနေပါမယ်။အဲဒီလိုတင်ပြလာနေရင်ကမှတစ်ချက်တစ်ချက်မှာတီးခြားကိုပေါ်တစ်ခုနေရာကနေကျွန်တော်ကကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်မင်းခိုက်စူးစံဆိုတဲ့ကောင်ဟာအကြည့်ခံပစ္စည်းအပြုခံပစ္စည်း object နေရာကိုရောက်သွားပါမယ်။ အဲ့ဒီခွာကြီးလိုက်တဲ့စိတ်ဟာလေကျွန်တော်ရဲ့စိတ်ပဲဖြစ်နေတဲ့အတွက်ခဏနေတော့မူရင်းနေရာကို ပြန်ရောက်သွားပြီး subject အဖြစ်နဲ့ပြန်ခန်းစားပါတော့တယ်ဇူလူရာကအဲ့ဒီလိုမျိုးကိုကိုကို subject အဖြစ်ကနေခန်းစားပြီးပတ်ဝန်းကျင်ကိုဆက်ဆံရာကရတဲ့အာယုနောက်ဖြတ်ခနဲ့ကိုဆိုတာမရှိတော့ဘဲငါ subject ဆိုတာမရှိတော့ဘဲတီးခြားတနေရာကလှမ်းကြည့်လိုက်တဲ့အခါ မင်းခိုက်စူးစံဆိုတဲ့လူတယောက် မောင်လှဆိုတဲ့လူတွေရလက်ဖက်ရည်ဆိုင်ဆိုတဲ့ရဝိထုပစ္စည်းတခုစတဲ့အားလုံးကိုတန်းတူယောနောထားတဲ့ object တွေဖြစ်မြင်ရခံစားရတဲ့အာယုံအဲ့ဒီအာယုံတစ်ခုကိုယောနောထားတာပါ ကိုဟာပြုခံဘဝနဲ့လောကကြီးတဲ့ယောပါမျောလိုက်နေရပါလားဆိုတဲ့အာယုံနဲ့လူပီသားတဲ့အဖြစ်ကိုဖန်တီးသူဥဆောင်သူအဖြစ်ကိုထူထောင်ခြင်းနဲ့လွတ်လပ်တဲ့စိတ်အာယုံတို့ယောနောနေတာလို့ပြောခြင်းလဲရပါတယ် ပို့စ်မော်ဒန်ဆိုဒီမာတုံဒီအဆင့်မှာတော့နည်းနည်းကလေးမျက်စိနောက်เสียရကောင်းနိုင်မဲ့စာပေဝေါ်ဟာရလီနည်းနည်းပါပါထည့်ပြောကြတာပေါ့တိမင်းခိုက်စူးစက်နေရာကကျွန်တော်ကိုကျွန်တော် subject အဖြစ်ခန်းစားတဲ့အာယုံနေ့ကျွန်တော်ကခွာထွက်ပြီးကြည်လိုက်လို့မင်းခိုက်စူးစက်အပါအဝင်အားလုံး object ဖြစ်နေတဲ့အာယုံအဲ့ဒီအာယုံနှစ်ခုဟာ subject ဖြစ်လိုက်ခွာထွက်လိုက်နောက် မူရင်းနေမြဲတိုင်းစပ်ကြက်အဖြစ်ပြန်ခန်းစားနေလိုက်။နောက်ပြန်ခွာကြည့်လိုက်နဲ့ဖြတ်ခနေဖြတ်ခနေကူပြောင်းခန်းစားရပါ။အဲ့ဒီလို ဖြတ်ခနေဖြတ်ခနေကူပြောင်းတာဟာ push modern စပီး theory တွေမှာတဖြက်ဖြက်လက်မှုသဘောတရားတရက်အနေနဲ့ပါဝင်လာပါတော့တယ်။နေ့နောက်ပြီးမူရင်းကျွန်တော်ကနေခွာထွက်ကြည့်လိုက်တဲ့ဒုတိယကျွန်တော်ဟာခွာထွက်ပြီးမင်းနီယာကနေလမ်းကြည့်တာလေ။ မြေပုံပေါ်မှာလက်ညှိုးနဲ့ထိုးပြလို့မရတဲ့နေရာပါတကယ်မရှိတဲ့နေရာပါကိုကူကူပဲလို့ပြောရင်ရပါတယ်အဲ့ဒီနေရာဟာစက်ကြဝရာနယ်နိမိတ်ထဲမှာမရှိတဲ့နေရာပါ အချိန်ရဲ့ဆုံးဖြတ်မှုနဲ့ကင်းလွတ်နေတဲ့နေရာ ဖြစ်ပါတယ်အဲ့ဒီနေရာဟာ postmodern စာပေ theory တွေမှာဇုံလို့ခေါ်တဲ့နယ်မြေသဘောတရားတရက်အနေနဲ့ပါဝင်လာပါတော့တယ်၃ပထမကျွန်တော်နဲ့ ဒုတိယကျွန်တော်တို့ယောနောနေခြင်းရဲ့ဒုတိယကျွန်တော်နေရာကကြီးလိုက်လို့မြင်ရတဲ့ငါမပါတဲ့လူတွေရုပ်ဝိထုပစ္စည်းတွေစိတ်ခံစားမှုတွေယောနောနေခြင်းရဲ့ဟာဘော့ရှ်မော်ဒန်ဝိထုတွေရဲ့ထင်ရှားတဲ့လက္ခဏာတရက်ဖြစ်တဲ့အယောယောနောနောဖြစ်ခြင်းသဘောအနေနဲ့တွေ့ရပါတော့တယ်။အဲ့ဒီလိုလူနဲ့ရုပ်ဝိထုပစ္စည်းတွေရှေးဥအာယုံပေးခြင်းနဲ့စိတ်ခံစားမှုတွေရဲ့ချင်းချင်းဆက်နွယ်မှုတွေဟာ ဘုရှမော်ဒန်ဝိထုတွေရဲ့ကြီးစိုးရာဖြစ်တဲ့အတွက်ကြောင့်ဘုရှမော်ဒန်တွေရဲ့လွမ်းမှုရာဟာ အရှိတရားဖြစ်တယ်လို့ဆိုကြတာပါပဲအဲ့ဒီတော့ချုပ်လိုက်ရင်တအတွင်းအာယုံနဲ့ရုပ်ပဝင်းကျင်ပေါ်ထားတဲ့အာယုံလို့နှစ်ခုပြန်လဲကုလူတဖြက်ဖြက်ပြောင်းလဲခြင်းနှစ်နေရာမရှိတဲ့နေရာသုံးအယောယောအနော်နော်ဖြစ်ခြင်းတွေဟာဘုရှမော်ဒန်တွေရဲ့ထင်ရှားတဲ့လက္ခဏာတွေ ဖြစ်လာပါတော့တယ် Bush Modern ဝိထုဆိုသည်မှာလေး Bush Modern ဝိထုတွေမှာပုံသေးနီမရှိပါဘူးအသေးပိတ်ထားတဲ့ဘောင်မရှိပါဘူးအမှုပညာအယုံလှုပ်ရှားမှုအတိုင်းအမျိုးမျိုးကိုလွတ်လွတ်လပ်လပ်ဖန်တီးခဲ့ကြတာပါအဲ့ဒီလို ဖန်တီးခဲ့ကြတဲ့အထက်ကတချို့ကကောက်ယူပြီးတက်ဆိုင်ရာတက်ဆိုင်ရာခေါင်းစဉ်နဲ့ညှိပြခြင်းမာတယ်ဒီအတိုင်းလိုက်လို့ဖို့လမ်းကြောင်းပေးနေတာမဟုတ်ပါဘူးလက်တွေအတုံးချမှု တနည်းအားဖြင့်အမှုပညာဇံဝင်မှု ဖန်တီးမှုအပေါ်မှာဟိုအထက်ကပြောခဲ့တဲ့အတွေးခေါ်တွေဟာမလူအယောင်လာဟတ်တယ်ဆိုတာလေလာဖို့ပါ နေရာမရှိတဲ့နေရာတချို့ postmodern ဝိထုတွေမှာဇုံရဲ့သဘောတရားဟာဂျိုတခုမူရင်းမြေနဲ့ကွဲလွဲတဲ့တီးကြကဘာမြေတခုဘုံမြင်ဆန်နဲ့ရှိအောင်နေမြေတခုတကယ်မရှိတဲ့ဂျွန်းတဂျွန်းကဘာမြေပုံပေါ်မှာထောက်ပြလို့မရနိုင်တဲ့နိုင်ငံတခု စသည်ဖြင့်ဖန်တီးကြတယ်။ဒါကြောင့်သိပ္ပံဝိတ္ထုဆန်နေဒဏ္ဍာရီပုံမြင်ဆန်နေလို့ဝေဖန်ခံရတာပေါ့။အဲ့ဒီနေမြေတွေရဲ့အာယုံအခင်းချင်းတွေမှာဖြက်ခနေဖြက်ခနေဆိုသလိုရောနောပါဝင်နေတဲ့စာရည်သူအမှုပညာရှင်ရဲ့ပဂရိခန္ဓာတီနေရမျက်မြင်လက်ငင်းနေရရဲ့သဘောကို တွေ့ရမှာဖြစ်ပါတယ်။တခါတခါဝိတ္ထုကိုပုံနှိပ်ထားတဲ့ဇကလုံးပုံတရံကမျက်နှာပုံတရံရဲ့နေရေကနေ လွတ်မြောက်ကြောင်းပြဖို့အဖြူသားကွက်လက်ချန်နာတွေရှင်းနာအစီအစဉ်ပြောင်းလဲပြတာတွေစာကြောင်းကိုတွန့်လိန်ပုံဖြတ်ပြီးရိုက်တာတွေအထက်အောက်ဒေါင်းလိုက်မြင်းဆောင်အကွေစသည်ဖြင့်ရိုက်နှိပ်ဖော်ပြတာတွေလုပ်ပါတယ်စာရွက်အရောင်တွေ ပြောင်းလဲအသုံးပြုတာလည်းပါပါသေးတယ်ဒါကတော့ဖြတ်ခနေပြောင်းလဲရောထွေသွားစေတဲ့အယုံကိုပြတာပါပဲ now အချိန်ရဲ့နေမြေကန့်တက်ကိုဖြတ်ဖို့ရောထွေဖို့ ဟိုအတိတ်ရာဇဝင်တွေကဇက်ကောင်တွေကိုယူပြီးပြစ်စုံပန်သူမဟုတ် အနာဂတ်ကာလဘဝင်းကျင်အခြေအနေတွေခန်းစားချက်တွေနဲ့ယောနောဖန်တီးကြသေးတယ်။အားလုံးမှာယောနောမှုတွေပါဝင်နေတယ်ဆိုတာတတိထားမိမှာပါ။အယောယောနောနောဖြစ်ချင်းအထက်ကပြောခဲ့ပြီးတဲ့အပိုင်းမှာပဲယောနောနေတဲ့ပုံတွေပါတဲ့တလောက်ပါသွားပါပြီ။ဒီနေရာမှာအတို့ချုပ်ပြောရရင်ယောနောတယ်ဆိုတာအတုနဲ့အစစ်ရောထားတာပါပဲ။ အတုဆိုတဲ့နေရာမှာဘယ်လောက်အထိအတုဖြစ်အောင်ဖန်တီးကြတယ်လဲဆိုတော့ဇက်ွက်ဇက်လန်ဆင်ယူတာတွေတကယ်တမ်းဘလူမမရှိနိုင်ချာအားလုံးကတည်ထားပြီးသားဖြစ်တဲ့ဇက်ကဥပမာဘလူတို့နဂါတို့ရာဇဝင်တွေကလူတို့ဂျူသားတို့စတာတွေကိုဖန်တီးပါတယ်ဇက်လန်ဇက်ွက်ဆင်ယူတာတွေပါလာတော့ပို့မော်ဒန်ဝိထုတွေရဲ့တချို့အခင်းကျင်းတွေဟာသမတ်ယူကြဝိထုတွေလိုပါပဲလားလို့ပြောစရာရှိပါတယ် ဟုတ်ပါတယ်ပြောလို့ရပါတယ်ဘူရှမော်ဒန်ဝိထုတွေမှာဗမယူးချအခင်းချင်းတွေနဲ့မော်ဒန်အခင်းချင်းတွေယောနောနေမှာပဲလေအဲ့ဒီဆင်ထားတဲ့အတုတွေကြားထဲမှာတော့အစစ်အမှန်တရားတွေဟာ ဖြက်ခနေဖြက်ခနေယောနောပါဝင်နေမှာဖြစ်ပါတယ်ဘူရှမော်ဒန်ဝိထုဆိုဒီမှာငါဘူရှမော်ဒန်ဝိထုတွေမှာ ထူးခြားလာတယ်လို့ဆိုရမယ့်အချက်၃ချက်လောက်ပြောပေးရစီအဲ့ဒါတွေကတော့တိ ဖြက်ချင်းနှစ်အလင်းကားတစားအဆင်မှုတွေယွနေလာခြင်းသုံးဘာသာစကားရဲ့ကန့်သက်ချုပ်ချယ်မှုကိုချူဖြက်ရန်ကြိုးစားလာခြင်းတို့ပဲ ဖြစ်ပါれတခုချင်းစီကိုအချင်းလောက်ပဲပြောပါတော့မယ်ဖြက်ချင်းဖြက်ချင်းဆိုတာဟာလေတကယ်တော့ယောနောချင်းရဲ့အသွင်တစ်မျိုးပါပဲဥမာပြောရရင် မောင်မောင်ဒီတကားဝအတွင်ရက်နေသည်လို့ပြောပြီးနောက်တစ်ချောင်းမှာမောင်မောင်ဒီစင်မော်၌ တက်ချင်းဆိုနေသည်လို့ထက်ရေးလိုက်တော့ရှေးကစူထားတာကိုဖြတ်ပြေးလိုက်တယ်လို့ဖြစ်သွားတယ်။မောင်မောင်တကယ်တမ်းရှိနေတဲ့နေရာဟာဘယ်နေရာလဲဆိုတာဆုံးဖြတ်ဖို့ခက်သွားတယ်။မောင်မောင်ရဲ့နေရာတွေဟာယောနော့သွားတာကိုလူဟာလောကကြီးထဲမှာဖန်တီးသူ နေရာကပဲရှိတယ်လို့လို့ဖန်တီးခံတရဝါတကောင်ရဲ့အစင်တန်းမှာပဲရှိတယ်လို့လို့ကိုကူကူမဆုံးဖြတ်နိုင်တယ်လို့မျိုးပေါ့ဇလန်းဇက်ွက်တွေဖန်တီးခဲ့တဲ့နေရာမှာလေ အလွာရီကိုရောပြီးဖျက်ပစ်လိုက်တဲ့ပုံစံအစနဲ့အဆုံးကိုရောပြီးဖျက်ပစ်လိုက်လို့ဘေဟာကအစဘေဟာကအဆုံးမှန်မရေရာတော့တဲ့ပုံစံအချိန်ကာလတွေကိုရောနှော့ပြီးဖျက်ပစ်လိုက်တဲ့ပုံစံတွေကို တွေ့ရမှာဖြစ်ပါတယ်နေအလင်္ကာတစားအစင်မှုများရော့နေလာခြင်းဒါကတော့အရှင်းပါတယ်ပို့စ်မော်ဒန်သမားတွေဟာအစစ်အမှန်တရားရှိရာစီဥတီလာတဲ့အခါအဆောင်အယောင်တွေ လဲစားထားတဲ့အလှတရားတွေကိုခွာခြားကြတော့တာပါပဲ။ဒါကြောင့်သူတို့ရေးတဲ့ဝါကြတွေဟာတောင့်တောင့်ကြီးတွေဖြစ်နေတတ်တယ်။တူတူပြက်ပြက်တွေဖြစ်နေကြတယ်။အလင်္ကာတွေကိုအတုံးနေလာကြတော့တယ်။ဒုံဘာသာစကားကန့်တတ်မှုကိုချိုးဖောက်ရန်ယူဆခြင်း။ဒါကလည်းအထက်ကပြောခဲ့တဲ့အစီအမံတရားရှိရာစီဥတည်လာခြင်းနဲ့စိုက်မာတယ်။အစီအမံတရားဆိုတာတိလိုက်တာမဟုတ်ပါဘူး။ရရှိလိုက်တာပါ။ ဒါကိုစကားလုံးတွေနဲ့ဖော်ပြလို့မရပါဘူး။အမှုပညာရှင်တွေဟာသူတို့ရဲ့အမှုပညာကို ဖော်ပြဖို့ဘယ်ဘာသာစကားအဖြစ်ဖြစ်စေဩဟာရတွေမလုံလောက်ဘူးဆိုတာသိခဲ့ကြတာကြာပါပြီ။ညီးလဲညီးတွားလာပါပြီ။ဘုရှမော်ရန်တမားတွေကတော့ဘာသာစကားရဲ့အပြူစားခံတားကောင်တွေအနေနဲ့ဘာသာစကားကိုတုံလဲအုံပြကြတယ်။တချိန်တည်းမှာပဲသူတို့ကိုသူတို့ဖန်တီးသူတွေအနေနဲ့လက်ရှိသုံးနေတဲ့ဘာသာစကားကလွန်မြောက်အောင် ကြိုးစားကြတယ်။ဘာသာစကားအသည့်ဖန်တီးမှုတွေကိုကြားညံ့ဖန်တီးလာတယ်။ဒါလည်းဖြတ်ချင်းတစ်မျိုးပါပဲ။ဒါကြောင့်တခါတလေပို့ရှ်မော်ဒန်ဝိထုတွေမှာရိုးရိုးရေးထုံးတဲ့ရေးသားထားတဲ့မူရင်းဘာသာစကားနဲ့ရေးသားသူရဲ့ဆန္ဒအတိုင်းဖန်တီးထားတဲ့ဘာသာစကားတို့ကိုရော့ထွေတွေ့ရမှာဖြစ်ပါတယ်။အကျေတဝင့်ပြောရရင်တယောချက်တွေကဲနေတာတွေကိုပါလက္ခဏာတစ်ခုအဖြစ်ထည့်ပြောရအောင်မှာဖြစ်ပါတယ်။ အခုကျွန်တော်တင်ပြသွားတဲ့ modern push modern တွေနဲ့ပတ်သက်လို့သဘောတူတူရှိတယ်လို့မတူတူတွေလည်းရှိမှမလွဲပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းဒါကိုသဘောတူပါလို့မတောင်းဆိုပါဘူးနောက်ပြီးတော့ modern push modern တွေသာအမှုပညာတန်းမှီရလို့သတ်မှတ်နေတာလည်းမဟုတ်ပါဘူးဒါမျိုးတွေပဲရေးကြလို့မနှိုးစော်မမြူစွဲမစည်းရုံမအောင်ဒီထက်ကောင်းတာတွေရှိရင်လည်းရှိမှာပေါ့ရှိခြင်းရှိလာလေဦးမှာပေါ့ ကျွန်တော်ကိုယ်တိုင်လည်းပြောင်းလဲခြင်းပြောင်းလဲဦးမှာပေါ့ဒါကပြည့်တနာမဟုတ်ပါဘူးကျွန်တော်ဆိုတဲ့ကောင်ဟာအာယုံတက်ချိန်အလှကိုဇွဲလန်းတက်မှတ်တာတစ်ခုလေး ਨੇ နေ့တနေ့ရဲ့ကျန်တဲ့အစိပ်ပိုင်းကာလတွေကိုဇွဲဆန့်ရက်တက်ဖြစ်ဖို့ကြိုးစားမဲ့သူမဟုတ်ပါဘူးမွန်တဲနဲ့စီးစာချိန်တွေကိုကျင်းစာတိုက်မဲ့သူမဟုတ်ပါဘူးအတွေ့အခေါ်လွတ်လပ်မှုဟာဂျမားစု32ပါးကနေထဝရကင်းလွတ်နေမှာပဲဖြစ်ပါတယ် ကျွန်တော်ပြောခဲ့တာတွေကိုအစိတ်အတော့လို့ယူဆရင်အနောက်နိုင်ငံကစာအုပ်ကြီးတွေက ကူးချလာတာလို့ထင်ရင်ဘာမှလေးနက်မှုမရှိတဲ့အတွေးခေါ်တွေအရင်ရှင်ကိုလိုနီတန်ပါတဲ့အတွေးခေါ်တွေလို့သတ်မှတ်ရင် အခုဘာကြားကစပြီးအားလုံးကို မေ့ပြစ်လိုက်နိုင်ပါပြီဂျေဇူးတင်ပါတယ်နေဝင်နဲ့လမ်းကြောင်းနောက်ကတကောက်ခောက်လိုက်ပြီးကြည်နေရင်တော့ဘယ်တော့မှနေထွက်တာကိုမြင်ခွင့်ရမှာမဟုတ်ဘူး 明快数千。